Digital ငနေပြန်ကြည့်ချင်း screen time များလွန်တာကသင်ကလေးကိုဘာကြောင့်ထိခိုက်စေသလဲဘလို့ထိခိုက်စေသလဲကလေးငယ်တွေအတွက် digital ငနေပြန်ကြည့်ချင်း screen time များလွန်ခြင်းရဲ့စိုးကျိုးတွေမှာအာယုံစူးစိုက်နိုင်ခြင်းတိုတောင်းလာခြင်းကနေကိုကျန်းစာနိုင်စိတ်ရောနယ်လာခြင်းအထိပါပါဝင်နေဆိုတာသင်သိပါသလားဒီကနေ့ခေတ်ကဘာကြီးမှာမိဘအများစုကတခြားလိုအပ်ချက်တွေဖြည့်ဆည်းနိုင်ဖို့အတွက်စူးစမ်းရုံးကန်နေရတဲ့အချိန်မှာကလေးငယ်တွေဖျော်ဖြေဖို့ပဲဖြစ်ဖြစ်အာယုံထွေးထားဖို့အတွက်ပဲဖြစ်ဖြစ် digital ပစ္စည်းတွေကိုအသုံးပြုကြပါတယ် Digital ခန်းသားပြန်နေဟာကလေးငယ်တွေရဲ့အာယုံစူးစိုက်မှုကိုတခြားအရာတွေထက်ပိုပြီးတော့နည်း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 စီနဲ့ဖန်ဆန်းနိုင်တာကတော့မိဘတွေကိုအနှဲငယ်အသက်ရှူချောင်းလုပ်ပေးနိုင်ပါတယ်။ဒါပေမဲ့အုံနောက်ကလေးလေးတွေအပေါ်မှာ screen တွေရဲ့အကျိုးသက်ရောက်မှုတွေကဘာတွေဖြစ်မလဲ။ပြီးတော့ကလေးတွေဟာ screen တွေနဲ့အချိန်ဘလောက်ကြာကြာထိတွေ့သင့်တယ်လဲဆိုတာဒီကနေ့ဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ခန်းသားပြန်နေကအာယုံစိုက်နှံစွမ်းကိုအပိုင်စီနိုင်ပါတယ်။အုံနောက်ကြီးထွားဖွံ့ဖြိုးဖို့အတွက်အပြန်လောကကလှုပ်ဆောင်မှုတွေဟာမရှိမဖြစ်လိုအပ်ပါတယ်။ ပုံမြင်စာအုပ်တွေကိုအတန်ကျဲကျဲနဲ့ဖတ်ပြတာကကလေးတွေကိုစကလုံးတွေပုံတွေအတန်တွေကိုနားလည်ဖို့အချိန်ပိုရစေပေမဲ့ဖန်သားပြမောကပုံတွေအကြောင်းအရာတွေကိုဒရဇက်ဖန်ယူနေရတာကကလေးတွေရဲ့အာယုံစိုက်နိုင်ခြင်းကာလနဲ့အာယုံစိုက်နိုင်စွမ်းကိုထိခိုက်စေပါတယ်။ကလေးတွေဆိုတာဟာလူအချင်းချင်းအပြန်အလှန်ဆက်ဆံရေးတွေကနေအများဆုံးသင်ယူလေ့လာတတ်ကြပါတယ်။သိပ္ပံပညာရှင်ပက်ထရီရှားကိုဟာကျမတို့လေ့လာသိရှိထားတာကအသက်တစ်နှစ်အောက်ကလေးလေးတွေကစက်တကုတ်ကနေမသင်ယူတတ်ပါဘူး။ ိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုပြလိုက်ရင်တော့သင်ယူမှုကွာခြားချက်ကထူးခြားပါတယ်။တက်ရှိလူတယောက်စီကနေအံ့ဩစရာကောင်းလောက်အောင်သင်ယူနိုင်ပြီးတော့စက်တွေကနေသင်ယူမှုကတော့တုံ့ညပါပဲ။ဒါကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအသက်2နှစ်အောက်ကလေးငယ်တွေကို screen time လုံးဝမပေးဖို့နဲ့အသက်2နှစ်ကနေ4နှစ်ကြားကလေးတွေကိုတစ်နှစ်တစ်နာရီထပ်ပို့ပြီးတော့ screen time အသုံးပြုချိန်မပေးဖို့အကြံပြုထားတာဖြစ်ပါတယ်။ဖန်သားပြည်နယ်ကစိတ်ခံစားချက်တွေကိုထိန်းချုပ်နိုင်စွမ်းကိုညွှန်နေစေပါတယ်။ ကလင်းငယ်တွေမှာညင်းငွေနေတဲ့အချိန်ကာလတစ်ခုရှိဖို့လိုအပ်ပါတယ်။ဒီကာလတစ်ခုဟာပြင်းရိပ်ညင်းငွေတာကြောင့်စိတ်အလိုမကျတာတွေကိုဘယ်လိုကင်တွယ်ရမလဲ။စိတ်လိုက်မှန်မှဖြစ်လာတဲ့အခါမှာစိတ်ခံစားချက်တွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာကိုသင်ပေးပါတယ်။ကလင်းငယ်လေးတွေကိုဖန်သားပြင်တွေကပဲစိတ်ပြောင်းအောင်နေဖို့အတွက်တစ်ချိန်လုံးလှုပ်ဆော်နေမယ်ဆိုရင်ကိုကိုတိုင်းနဲ့တခြားသူတွေစီကိုဘယ်လိုမျိုးအားကိုးရမလဲဆိုတာကိုမေ့သွားတတ်ပါတယ် ဒီလိုနဲ့စိတ်ပြတ်အားငယ်မှုတွေကိုခံစားရပြီးတော့စိတ်ကူးစိတ်တန်ရှင်းတန်လာမှုနဲ့စိတ်အားတက်ကြွခြင်းတွေအတွက်အဟံတာဖြစ်စေပါတယ်။ခန္ဓာပြင်နဲ့ထိတွေ့မှုကကလေးတွေရဲ့လူစိတ်ခံစားချက်ကိုဖတ်ရှုနားလည်နိုင်စွမ်းရည်နဲ့သူတို့ရဲ့စိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းကိုကြိုးစားစေပါတယ်။တခြားကလေးတွေနဲ့အတူကစားတာ၊ပိုင်းသွင်းဆက်ဆံရေးတွေကိုလည်းထိခိုက်စေပါတယ်။ ဒါပေမဲ့တချို့အချိန်တွေမှာဖန်သားပြန်ကိုမဖြစ်မနေအသုံးပြုရမယ်ဆိုရင်တော့ကလေးတွေကြည့်နေတဲ့အကြောင်းအရာတွေကိုတေချာထိတ်ထုတ်ပြီးကြည့်ရှုနေချိန်မှာလဲမိဘတွေကိုယ်တိုင်ကအတူလိုက်ကြည့်ပေးတာစကားအပြောဆိုပေးတာမျိုးတွေကိုလုပ်ပေးတင်ပါတယ်အခုပြောပြခဲ့တဲ့အကြောင်းအရာတွေကို Digital Chai နဲ့ UNICEF မြန်မာတို့ကနေကိုးကားထားတာဖြစ်ပါတယ်ရှင်